ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့ပြင်ရှိကိုကန့်တက် MNDAA နဲ့စစ်ကော်မရှင်တပ်တွေကြားစီရေးတင်းမာမှုမြင့်တက်လာပြီးနောက်တီဘောတရာကိုရုတ်တရက်ပိတ်လိုက်တယ်လို့သတင်းရရှိပါရယ်။အဲ့ဒီတရာဟာလားရှိုးနဲ့တီဘောမြို့ကိုဆက်သွယ်ပေးထားပြီးစီရေးစီးပွားရေးဖြတ်တန်းသွားလာရေးတို့အတွက်အရေးပါတဲ့တရာတစ်ခုဖြစ်ပါရယ်။လားရှိုးမြို့အထက်တီဘောမြို့အဝင်မှာတည်ရှိတဲ့တရာကိုဒီနေ့မနက်6:00နာရီကနေစလို့စစ်ကော်မရှင်တပ်တွေကပိတ်ထားပြီး ကားနဲ့ సైకిల్ အပါဝင်ရင်းအလုံးဖြတ်တန်းခွင့်မရသေးဘူးလို့ဒေတာကန်တွေကပြောပါတယ်အင်းဟုတ်တယ်ဟုတ်တယ်ဒီဝရမနဲ့ချောင်းနယ်လောက်ကပိတ်တာသူတို့ဘာကြောင်းလဲဆိုတော့အကြောင်းတော့ရေရတော့မတိရအောင်ပေါ့ဒါပေမဲ့မနဲ့ချောင်းနယ်ကြီးတွေကပိတ်ထားတာတွာလာပြီးတွာလို့မရဒီဒီဘောဒီဘကမလကားရီတန်းနေရပဲဒီဘောရဲ့ဟုတ်ပဲတရာဟုတ်ပဲထွက်နေတယ်ပြောပေါ့နော်အမ်မတွာလို့မရအောင်အမှန်ဒီနဲ့ ကူကန်းနဲ့နည်းနည်းသူတို့ဆွေးနွေးနေရလို့ကြားတယ်မနေ့ကဆွေးနွေးဝဲအစဉ်ပြေလို့လည်းကြားတယ်အခုဒီတရာပိတ်ပြီးတော့တော်တယ်မှာသူဆွေးနွေးနေရပြီးလည်းကြားတယ်ခုချိန်ကြီးတော့တကားတော့မဖွင့်ဘူးကြောက်မယ်မှာကြောက်မယ်အခုဒီသမီးဆိုင်တန်းနေမှာကားရည်ရနေကြားတယ်တရားပိတ်ထားတဲ့အကြောင်းရင်းအတီချာကိုစစ်ကော်မရှင်ဘက်ကထုတ်ပြန်ထားတာမရှိသေးပါဘူး။နိုဝင်ဘာလ3ရက်နေ့ကနေစပြီး MNDAA တပ်တွေနဲ့စစ်ကော်မရှင်တပ်တို့ကြား ပုံမှန်တွစ်ဆုံမှုတွေလှုပ်ဆောင်နေခဲ့ရမှာစစ်တပ်ကလာရှိုးမျိုးပြင်မှာတက်ဆွဲထားတဲ့ကိုကန့်တက်တွေကိုစုခွာခိုင်းရကနေအခုလိုနှစ်ဖက်စီရေးတင်းမာလာတာဖြစ်တယ်လို့သိရပါဗျ။အခုလိုတရားဖြတ်တမ်းမှုကိုနှစ်ဖက်အပြန်အလှန်ပိတ်ပင်လာတာကလာရှိုးစစ်နှကောင်ဆွေးနွေးမှုရလက်ကိုအတိအကျမသိရသေးပေမဲ့ညှိနှိုင်းမှုအဆင်မပြေတာအကြောင်းဖြစ်နိုင်တယ်လို့ ဆိုဝါဒေတာကန်ကတုံသက်ပြောဆိုပါရယ်ပြီးခဲ့တဲ့အောက်တိုဘာလ18ရက်နေ့မှာတီဘောမျိုးကိုတအောင်းအမျိုးသားလွမြောက်ရေးတမတော် TNL စီကနေစစ်ကော်မရှင်တပ်ကပြန်လည်တင်ပိုက်ခဲ့ပြီးတဲ့နောက်တီဘောလာရှိုလန်းကိုဖွင့်ပေးခဲ့ပါရယ်တီဘောတရာဟာလာရှိုမျိုးကိုဝင်ထွက်ရာအဓိကလမ်းစုံတစ်ခုဖြစ်ကယာယီပိတ်ဆို့မှုကဒေတာခံတွေရဲ့ကူးတန်းရောင်းဝယ်မှုပေါ်တက်ရောက်မှုများစွာဖြစ်စေနိုင်တယ်လို့ဒေတာရင်းသတင်းရင်းမြစ်တအူကခုလိုပြောပါရယ် ခုပြေးတာတော့ဒီဒီဝါဘက်ဒီဝါဘက်အချမ်းပါတော့တော့ဒီစစ်တပ်ကထိုင်တယ်လေဒီဝါဒီဝါအချမ်းကြောစစ်တပ်ကပြေးတော့ဘူးဘယ်အာဒရိုင်းဟုတ်ပဲချမ်းမရှိပဲချမ်းမရှိပဲချမ်းတော့ဘူးကံဘူးကံထိုင်တယ်ဘူးကံပြေတယ်ဘူးပဲကိုပြေပေါ်အလုပ်ချရဒီရအခုဇာရီရမိခင်ရဘူးတွေ့တုံညာနှစ်ခုဆစ်စင်ရေးအပိုင်းနှစ်မှာကိုကန့်တက်သိမ့်ပိုက်ခဲ့တဲ့လာရှိုးမျိုးကိုပြီးခဲ့တဲ့ဧပြီလ22ရက်နေ့မှာ စစ်အုပ်စုကတရုတ်အစိုးရရဲ့အကူအညီနဲ့ပြန်ယူပြီးတဲ့နောက်ဝင်ရောက်လာခဲ့ပေမဲ့လားရှိုးမျိုးရင်းကိုသာစစ်ကော်မရှင်တပ်ကတက်ဆွဲထားနိုင်ပြီးမျိုးပြင်ပတ်လဲကို MNDAA ကဆက်လက်တက်ဆွဲထားတာပဲဖြစ်ပါတယ်။တရုတ်အစိုးရညှိနှိုင်းပေးမှုနဲ့အတူစစ်ကော်မရှင်တပ်နဲ့အပြစ်ရဖို့သဘောတူညီထားပေမဲ့အဲ့ဒီနေရာတွေကနေတဆင်ချင်းဆုတ်ပေးဖို့စစ်ကော်မရှင်ကဆက်တိုက်တောင်းဆိုနေတာကို MNDAA ကလက်မခံဘူးလို့သိရပါတယ်။